ားပါခိတ္တသက်လီဝေရှင်သတင်းဌာနမှသတင်းများကိုတင်ဆက်ပေးနေပါတယ်ပထမဆုံးအင်အားပြုံးတိမှုများလာ၍အမ်ဘလန်လမ်းပေါ်ကစစ်ကြောများအတွက်နောက်ထပ်အင်အား400ခန်းထပ်မံဖြည့်တင်စွာသတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်အင်အားပြုံးတင်မှုများလာ၍အမ်ဘလန်လမ်းပေါ်ကစစ်ကြောင်းများအတွင်စိုးစုကနောက်ထပ်ခြေလင်းစစ်ကြောင်းနှစ်ကြောင်းအပါအဝင်အင်အား၄၀၀ခန့်ကိုထပ်မံဖြည့်တင်လာတယ်လို့သတင်းရရှိပါသည် အထက်ကအင်အားဖြည့်တင်လာခြင်းမှအကြအဆုံများနှင့်အတူထွက်ပြေးမှုများနေ၍အမ်ဘလန်လမ်းပေါ်ရှိနိုင်ရကလေးချောင်းရန်ကာကွယ်ရေးစခန်းကိုစစ်ကူပို့ရန်စစ်ကြောင်းထုတ်နေသည့်ဂုတ်ကြီးနှင့်ဗစီကြီးရွာဘက်မှစစ်ကြောင်းများသို့ထပ်မံအင်အားဖြည့်တင်ခြင်းဖြစ်တယ်လို့စစ်ရေးသတင်းရှင်းမြစ်ကပြောပါတယ်။အထက်ကဂုတ်ကြီးနှင့်ဗစီဘက်ကိုစစ်ကူအင်အားဖြည့်တာအဲ့ဒီဘက်မှစစ်ကြောင်းတွေပြိုလိုက် နောက်ဆုံးလိုက်အင်အားပြင်းလိုက်နဲ့စစ်သားပြိုပြီးဖျိုးဖျက်ထွက်ပြေးတဲ့သူတွေလည်းအေအေကလိုက်တိုက်တော့တိုက်ပွဲကပြင်းထန်နေစစ်တပ်ဘက်ကလည်းကြားလီဖြစ်လေးပဲလို့ပြောပါတယ်ကျနေဒီဇမလာ၃ရက်နေ့နနက်ပိုင်းကရိုးပေါ်ရှိဈေးမြုံကျေးရွာဘက်မှစစ်ကူအင်အားလက်နက်အင်အားအများအပြားထပ်မံစစ်ကြောင်းထိုးတက်သွားတယ်လို့၎င်းကပြောပါတယ်။ငဖဲမြို့အပိုင်းကိုကြီးနဲ့ပစီရွာအနီးတောင်ဝိုင်းမှာအရခတက်တော်အင်အားနဲ့အကြမ်းမတ်စစ်တပ်တို့ဖြစ်ပွားနေသည့်တိုက်ပွဲအတွင်းစစ်တပ်ဘက်ကကြာဆုံးများနေ၍အကြမ်းမတ်စစ်တပ်အနေဖြင့်တပ်သားတွေဖြည့်တလောင်မလောင်ဖြစ်နေတယ်လို့ဆိုပါတယ်။ ဗစီနဲ့ကုတ်ကြီးတို့ကိုမထိုးပေါက်နိုင်တော့အခုလိုအင်အားတွေထပ်မံဖြစ်သင့်ရတာ၊နေရီကံကိုထိုးပေါက်ဖို့စူးစမ်းတာ၊အခုထိကုတ်ကြီးနဲ့ဗစီကိုမကျော်နိုင်နေတာ၊လက်နက်အင်အားလူအင်အားကဖြစ်တဲ့လောက်မလောက်ဖြစ်နေတာပေါ့။ထွက်ပြေးတာလည်းများအကြဆုံးလည်းများဟုပြောပါတယ်။စနေဒီဇမလာ3ရက်နေ့နနက်ပိုင်းကဗစီရွာလဟောင်းဘတ်တုံခြေလင်းစစ်ကြောင်းတကြောင်လက်နက်ခရရစစ်သားအင်အားပါစစ်ကား9စီး ကုတ်ကြီးရွာလမ်းတစ်ပတ်သို့ခြေလင်းစက်ကြောင်းတစ်ကြောင်းလက်နက်ခရံစစ်သားအင်အားပါစက်ကောင်၅စီးစစ်ကိုရင်အားတပ်သွားခြင်းဖြစ်တယ်လို့ဒေသစီရေးသတင်းရင်းမြစ်ကပြောဆိုပါတယ်စိုးစိုးဒီနေရကစကန်ကိုလမ်းဟောင်းလမ်းတင်နှစ်ပတ်စလုံးထုတ်စစ်စနေပေမယ့်အာရခတက်တော်နဲ့ပူပေါင်းတော်လိုင်းရဲ့တပ်ဖွဲ့တို့ဤပိတ်ဆို့တိုက်ခတ်မှုခံနေရတာကြောင့်ရှေ့တို့မတက်နိုင်မဲနောက်ပြန်ဆုံနေရတယ်လို့သိရပါတယ်ရှင်။ ဆလတ်ပင်လွိုင်းကော်မြို့နယ်ကုံမောင်ကျေးရွာကိုစစ်ကြောင်းထိုးလာသည့်စစ်တပ်ကိုတိုက်ခိုက်မှု စစ်သား20ဦးသေဆုံးပြီးတပ်နက်22လက်တင်းစင်ရရှိစွာတရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ကရင်ပြည်နယ်လွိုင်းကော်မြို့နယ်ကုံမောင်ကျေးရွာကိုစစ်ကြောင်းထိုးလာသည့်အကြမ်းမက်စစ်တပ်ကိုတိုက်ခိုက်ရာစစ်သား20ဦးသေဆုံးပြီးလက်နက်22လက်တင်းစင်ရရှိခဲ့ကြောင်းအမတ်တထောင်ကတရင် ရှမ်းနောင်မှတာဝန်ရှိသူကပြောဆိုပါတယ်။ နိုဝင်ဘာလ10ရက်နေ့လွိုင်ကော်မြို့နယ်ကုံမောင်းကျေးရွာကိုစစ်ကြောထုတ်ရန်ထောက်ခွာလာသည့်အကြမ်းတ်စစ်တပ်ကိုတော်လှန်ရေးတပ်ဖွဲ့များကလမ်းမိုင်းတနေရအယောက်မှခြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းထိုတိုက်ခိုက်မှုအတွင်းအကြမ်းတ်စစ်တပ်ဘက်မှစစ်သား20ဦးသေဆုံးကတနက်22လက်တင်စီရရှိခဲ့ကြောင်းတိုက်ခိုက်မှုပြုလုပ်ပြီးနောက်တော်လှန်ရေးရဲဘော်များအထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါသည်။ စစ်ကြောင်းနှစ်ကြောင်းကရွာတဲကိုထူလာတာအဲဒီကမှအတိကစစ်ကြောင်းအင်အား90ပါစစ်ကြောင်းကိုချေမွန်းနိုင်ခဲ့တာပါတနက်က22လက်ရတဲ့စစ်ခွေးဘက်ကအသေးပြောက်က20နီးပါးသေဆုံးနေစစ်ခွေးစစ်ကြောင်းကလင်ဖုံးကြီးရွာကထွက်လာတဲ့စစ်ခွေးစစ်ကြောင်းမှာသူတို့ကကိုရီခန့်စစ်ပြင်ထားတဲ့ရွာကိုဝင်ထိုးတာချေမုံရင်နဲ့ထုံမှပြီးပြန်တွေ့နိုင်ခဲ့တာပါလက်ရှိမှာစစ်ခွေးစစ်ကြောင်းကလင်ဖုံးရွာထဲမှာပဲရှိနေပါသေးတယ်လို့အမတ်တထောင်ကတန်ရင်ရှမ်းတောင်မှတာဝန်ရှိသူကပြောဆိုပါတယ် အဆိုပါတက်ခံမှုကို KAKNDN နဲ့ PDF တပ်များကပူးပေါင်းလုံဆောင်ခဲ့ခြင်းဖြစ်ကြောင်းလက်ရှိအချိန်မှာအကြမ်းမတ်စစ်တပ်စစ်ကြောင်းတွင်လင်းဖုံးရွာထဲမှရှိနေကြောင်းသိရပါတယ်ရှင်။ဆက်လက်ပြီးစတောင်မျိုးတိန်ချောင်းတရာအောင်မှစစ်တပ်ကတပ်ဖြတ်ခဲ့သည့်ပြည်သူ၅ဦးရွာအလောင်းများတွေ့ရှင်။စစ်တပ်စစ်ကြောင်းကကျေးရွာ၅ရွာထပ်မင်းကိုမိရှုဖြက်စီခဲ့ဆွဲတရင်ကိုတင်ဆက်ပေးမှဖြစ်ပါတယ်။ စကန်နန်စကန်မျိုးနဲ့စတောင်မျိုးတင်ချောင်းတရအောင်မှာအကြမ်းတ်စစ်တပ်ကတပ်ဖြတ်ခဲ့သည့်ပြည်သူ၅ဦးကျော်အလောင်းများတွေ့ရှိခဲ့ကြောင်း Wallet Information နဲ့ Network မှာတာဝန်ခံကွန်မွန်နိုင်ငံပြောဆိုပါတယ်။နိုဝင်ဘာလ29ရက်နေ့မှာစတောင်မျိုးတင်ချောင်းတရအောင်မှာအကြမ်းတ်စစ်တပ်ကတပ်ဖြတ်သွားသည့်ပြည်သူ၅ဦးကျော်အလောင်းများကိုဒေသပြည်သူများကတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ ထုံတို့ရွာလောင်းများတွေ့ရှိခဲ့သည့်နေရောင်ကုန်ဝက်လက်မျိုးနှင့်အနောက်ချမ်းရှိရွာသားကြီးရွာမှတက်ဆွဲထားသည့်အကြမ်းမတ်စစ်တပ်ကနိုဝင်ဘာလပိုင်းမှစတင်၍အကြိမ်ကြီးစစ်ကြောင်းထိုးနေခြင်းဖြစ်ကြောင်းနဝေမလာ၃ရက်နေ့ကလည်းအကြမ်းမတ်စစ်တပ်စစ်ကြောင်းကရွာသားကြီးရွာမှာထွက်ခွာလာပြီးမောက်ကလေးရွာကိုဝင်ရောက်စေနေကပြည်သူ၄၀ဦးကံကိုလူသားတိုင်းအဖြစ်ဖမ်းဆီးသွားကလက်ရှိအချိန်ထိပြန်လည်လွတ်မြောက်လာခြင်းမရှိသေးကြောင်းသိရပါတယ်။ အကြမ်းမဆင်သားများတက်ဖြတ်သွားသည့်ပြည်သူငါဦးသည်မြေသူမြေဝါဖြစ်သည်ကိုအတိပြုနိုင်ခြင်းမရှိသေးဘဲရိုးအလောင်းများမှလည်းပုတ်ပွားနေကြောင်းဒါအပြင်အကြမ်းမဆင်သက်စစ်ကြောင်းကလက်ရှိအချိန်ထိဝက်လက်မြို့နယ်နဲ့စတောင်မြို့အနီးကိုစစ်ကြောင်းထိုးနေစေဖြစ်ကြောင်းသိရပါသည်။ရိုးအလောင်းငါးလောင်းကိုတွေ့တာကသခိုင်းမြို့နယ်စတောင်မြို့နာကတိန်ချောင်းတရာအောင်မှတွေ့တာလို့သိရတဲ့ ကျွန်တော်တို့အတီးပြုတ်နိုင်တာကစစ်ခွေးတွေကတတ်သွားတာလို့သိရတယ်ဘယ်သူဘယ်ဝါတွေဆိုတာအတီးမပြုတ်နိုင်နေဘူးပြည်သူတွေဖန်စီတက်ဖြတ်ခံရတဲ့နာကိုစစ်ကြောင်းထိုးနေတာကရွာသားကြီးရွာကစစ်ခွေးထိုင်ကနေထွက်ပြီးတော့မှစတောင်ဘက်ကိုဝင်တဲ့စစ်ခွေးစစ်ကြောင်းကတက်ဖြတ်သားလို့ယူဆရတဲ့ဟုဝက်လက် information network တာဝန်ခံကိုမွန်နိုင်ကပြောဆိုပါတယ်ဆလပင်မန္တလေးမှာဆန္ဒပြသူတွေဖမ်းမိရင်အကုန်တက်မယ်လို့ စစ်တပ်ကချင်းချောက်ဆဲဆူဆွဲတဲ့တင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။မန္တလေးစစ်ကြောမှာဒီကနေ့မနက်အစောပိုင်းစစ်တပ်နဲ့ရွေးကောက်ပွဲဆန့်ကျင်ကြောင်းဆန္ဒပြမှုဖြစ်ခဲ့ပြီးဆန္ဒပြသူတွေကိုဖမ်းမိရင်အကုန်တတ်မယ်လို့ချင်းချောက်ဆဲဆူနေကြမြို့ကန်တွေကပြောပါတယ်။ဒီဇင်ဘာလ3ရက်နေ့ဒီကနေ့မနက်9:00နာရီမန္တလေးစစ်ကြောမနက်စေးတဲမှာစစ်ကောင်စီဆန့်ကျင်ရေးနဲ့အတုအယောင်ရွေးကောက်ပွဲဆန့်ကျင်ကြောင်းဆန့်ကျင်ဆန္ဒပြခဲ့တာလို့သိရပါတယ်။ ဆန္ဒပြပွဲပြီးတဲ့နောက်ဆိုဆိုကအရဝဲယူနီဖောင်းပုံစံမျိုးစုံနဲ့ရောက်လာပြီးဆဲဆိုနေတာလို့မြို့ကန်တွေကပြောပါတယ်။မအားပါတွေအကုန်တက်ပြင်းမယ်ဘယ်လိုမြင်လိုက်လဲနဲ့ပတ်စဲနေတာစကားစားစီကိုတပ်ပုံရိုက်ပို့တဲ့ဒလန်တွေလည်းရှိတယ်လို့မြို့ကန်တအူးကပြောပါတယ်။အဲဒီနောက်စစ်တပ်ကမြို့အဝင်အထွက်အပါအဝင်နေရာတော်တော်များများကိုပိတ်ဆို့စစ်ဆေးခဲ့တယ်လို့သိရပါတယ်။စစ်ကောင်စီနဲ့ပြူစာတီတွေစောင့်ကြနေတဲ့ကြားကပဲမန္တလေးမြို့မှာဆန္ဒပြမှုတွေဆက်နံဖြစ်နေတာပါ။ဆက်လက်ပြီး တောင်နာမြို့နယ်မှာတိုက်ပွဲဖြစ်ပြီးလက်ပတ်ထိကမ်းမှုရှိစွာတရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။မန္တလေးတိုင်းတောင်နာမြို့နယ်မှာတိုက်ပွဲဖြစ်ပြီးလက်ပတ်ထိကမ်းတင်ဆက်မှုရှိတယ်လို့ဒေသခံစီရဲ့တရင်ရဲမြစ်အဆိုကပြောပါတယ်။စစ်ကြောင်းထိုးနေတဲ့စစ်ကောင်စီတပ်နဲ့တော်လန်ရဲတပ်ဖွဲ့တွေမနေ့ကဒီဇင်ဘာလ2ရက်နေ့ကတိုက်ပွဲဖြစ်ခဲ့တာလို့ဆိုပါတယ်။တိုက်ပွဲကထိတ်တန့်ပစ်ခဲကြတာဘလောက်တောင်းနေတယ်လဲဆိုရင်ပေတရာမကျော်ဘူးစကားစတွေတည်တာပုံများပါတယ်လို့တောင်တာမြို့နယ်ကတိုက်ခိုက်ရေးရဲဘော်တအူးကပြောပါတယ် ဒီဇင်ဘာလ2ရက်ကအစိုးရတဲရွာတိုက်ပွဲအတွင်းမှာရဲဘော်နှစ်ဦးကြာဆုံးခဲ့တယ်လို့ကနအူသိရပါတယ်။ဒါပေမဲ့လက်ရှိစီရဲ့အခြေအနေတွေကိုအတိမပြုတ်နိုင်နေဘူးလို့တောင်နာမြို့နယ်ပကဖာတာဝန်ရှိသူကပြောပါတယ်။အခုထိစီရဲကဆုံထွေးနေသေးပဲလို့သူကပြောပါတယ်။စစ်ကောင်စီတပ်ကတောင်တာနထိုးကြီးလမ်းမိုင်းနဲ့တောင်တာရုံးစီကြီးမိထီလာလမ်းမိုင်းတွေကိုဒီဇင်ဘာလ၁ရက်ကစပြီးစစ်ကြောင်းထိုးတပ်ဆွဲတာတွေပြုလုပ်နေပါတယ်။ဒါအပြင်ကျေးရွာအချို့ကိုမိဆိုပြီးပြည်သူပိုင်ပစ္စည်းတွေယူဆောင်နေတယ်လို့တောင်တာမြို့နယ်လူထုလှုပ်ရှားမှုကော်မတီကထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီတပ်စစ်ကြောင်းထိုးနေတာကြောင့်တောင်သားနှထိုးကြီးလမ်းမိုင်းနဲ့တောင်သားရုံးစီကြီးမိထီလာလမ်းမိုင်းမှာတော်လရဲတပ်ဖွဲ့တွေကရှက်ကန့်တက်မရှိသွာလာခွေပိတ်ပင်ထားပါတယ်။အနာဒိစစ်ကောင်စီတပ်ကလာမယ့်ဒီဇင်ဘာလ28ရက်နေ့မှာကျမမင်းရွေးကောက်ပွဲအတွင်းမန္တလေးတိုင်းအတွင်းကတော်လရဲတပ်တွေအကောင်နဲ့မြင်းချန်နှထိုးကြီးနဲ့တောင်သားမျိုးနွယ်တွေကိုအော်တိုဘာလကလေးကစစ်ကြောင်းထိုးနေတာဖြစ်ပါတယ်။ ဆက်လက်ပြီးတရုတ်ကောင်စီဝင်ရုံးရှိလမ်းမဝင်မီရင်ရဲတွေက3သိန်း9နေ9သိန်းအထိချင်းချောက်တောင်းယူနေစက်တင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။မန္တလေးမြို့ချမ်းမြသာစီမြို့နယ်မှာရှိတဲ့တရုတ်ကောင်စီဝင်ရုံးရှိကဆက်ဘင်းဆိုင်ကဖြတ်တန်းခွင့်ပေးပင်ထားတဲ့လမ်းကိုမှားပြီးဝင်မိတဲ့သူတွေကိုရဲတွေကချက်3သိန်း9နေ9သိန်းအထိတောင်းယူနေတယ်လို့မြို့ကန်တွေကပြောပါတယ်။မန္တလေးမြို့ချမ်းမြသာစီမြို့နယ်83လမ်းတရားတလန်သိပ်ပန်လမ်းကနေတရားချောင်းလမ်းအိုရှင်ဆေးဝယ်စင်တာကိုသွားတဲ့လမ်းမှာတရုတ်ကောင်စီဝင်ရောက်ရှိတာပါ အဲ့ဒီကစေဝင်ယုံကို2024ခုနှစ်အောက်တိုဘာလ17ရက်နေ့ညနေပိုင်းမှာပုံပြခံရပြီးနောက်ရုံးအစီလမ်းနဲ့မကားပဲမှတ်တမ်း၅ခုလောက်အထိနဲ့မျက်နှာသာလန်းအကုန်ဖြတ်တန်းခွင့်ပေးလိုက်တာနှစ်နှစ်နီးပါးကြာပြီလို့မြို့ကန်တွေကပြောပါတယ်စာပေပိတ်သုံးကကားဆိုင်ကယ်ဆဗင်းအကွန်ပိတ်ထားတာအခုကတထဲတွေကဝိုင်းပြောတော့ကားသွားခွင့်ကိုလမ်းကျောတစ်ခုတည်းပဲပေးပြီးကျန်းနာပိတ်ထားတာလုံချုံကြီးကလည်းအများကြီးခြားထားတယ်လို့မြို့ကန်တအူးကပြောပါတယ် အဲ့ဒီလမ်းကိုပိတ်ထားမှမသိပဲရောင်းမှပြီးဝင်မိတဲ့သူတွေကိုကြက်သုံးသိန်းကနေငါသိန်းအထိတောင်းပြီးမပေးရင်ထောင်ချမယ်ဆိုင်ငယ်သိမ်းမယ်လို့ချင်းချောက်တယ်လို့မြို့ကန်တွေကပြောပါတယ်။အဲ့ဒီလမ်းကသုံးသိန်းတန်လမ်းမှာမှားဝင်မိရင်ဘလောက်ညင်းကြီးသုံးသိန်းတောင်းတာလို့မြို့ကန်တအူးကပြောပါတယ်။တရုတ်ကောင်စင်ဝင်ရုံမှာဂျမားများစွာလဲတက်ဆင်ထားပြီးအဲ့ဒီအစီအရောင်ရင် GPS နဲ့ဘလူးတုထိဆက်မှုတွေအကုန်လုံးပြတ်တောက်တယ်လို့ဆိုပါတယ်ရှင်။